ပေါက်စီကိုဘာတွေနဲ့ထုတ်ထားတာလဲအမဲသားနဲ့ထုတ်ထားတာပေါ့ဒါဆိုဘာလို့အထဲမှာလူလက်သေးရှိနေရတာလဲကောင်မလေးလည်း S ကားကြတော့မတိကျအောင်ဆောင်နေလိုက်တယ်ပြစ်လိုက်တဲ့ဘာမို့ကိုလက်နဲ့ဖမ်းလိုက်ပြီးမနေ့ကဆိုင်မှာအဲ့တဲ့တွေအရင်များတာကြောင့်အသားတွေအကုန်ရောင်းကုန်သွားပြီးတက်ချောက်ကလက်သေးတွေကိုဖြုတ်ဖို့မိသွားတာမို့ဒီအတိုင်းပဲပေါက်စီလုံးလိုက်ရတယ်လို့ပြောတယ်ဒါကပဲလက်သေးမှန်တည်တာပါတယ်ကောင်လေးလည်းပေါပပပရေးလိုက်ပြီးပေါက်စီတလုံးယူကအလေခွဲလိုက်တော့စပယ်မွေးတွေထက်တွေ့တယ်မိမကြီးလည်းစပယ်မွေးမြင်တော့စိတ်ပူသွားပြီးပေါက်စီကိုလှမ်းယူလိုက်တယ် ပြီးတော့စိတ်အေးအေးနဲ့ဒါကသူ့စပင်မွေးမဟုတ်ဘူး။ပေါက်စီပေါင်းတဲ့အတော်ကြီးသတိမထားမိပဲစပင်မွေးပြုတ်ကျသွားတာလို့ပြောပြီးပေါက်စီကိုအနောက်လွတ်ပစ်လိုက်တယ်။ရက်စန်းမင်းသူများတွေကိုပဲလိန်အောင်လို့ရမယ်။မင်းပေါက်စီကိုဘာရီနဲ့ထုတ်ထားတာလဲ။အမှန်တိုင်းမပြောရင်မင်းဆိုင်ကိုဖျက်ဆီးပြင်မယ်။ပေါက်စီကိုဘာနဲ့ထုတ်ထားတယ်ထင်လဲရှင်ပြောကြည့်လေ။မင်းပေါက်စီကိုလူသားနဲ့လုတ်ထားတာလား။လောကကြီးထဲမှာလူသားနဲ့လုတ်တဲ့ပေါက်စီဘမရှိလို့လဲ။မိမကြီးကဝင်မခံပဲပြောင်းလိန်ပါလေ။အမှန်တော့ဒီဆိုင်သတင်းကပြန့်နေပြီသားပါ။ဒီဆိုင်ကိုလာစားတဲ့သူတိုင်းဘယ်သူမှအသက်ရှင်လျက်မပြတ်နိုင်ကြဘူး။ အသားတွေကိုတော့ပေါက်စီလုံရင်ထည့်သုံးပြီးမလိုတာတွေကိုတော့မြေထဲတစ်ခါတည်းပြစ်လိုက်တယ်။ကောင်လေး S ကပြောတော့ကောင်မလေးမျက်နှာပြောင်းသွားတယ်။မျိုးလုံးကလူတက်တော့မဲ့အတိုင်းကောင်လေးကိုကြည်လိုက်ပြီးမဲ့စိတ်ပြန်ထိန်ပြီးစိတ်ညစ်အောင်လုပ်လိုက်တယ်။ကောင်လေးကကောင်မလေးဝင်မခံတော့အကျဲကြီးထရရလိုက်ပြီးခုနကသူလျှောက်ပြောတာလို့ပြောလိုက်တယ်။မိမလာလေးစိတ်ထဲမထားနဲ့ခုနကပေါက်စီမစားတော့ဘူးအရက်ပဲယူလာခဲ့တော့ဘာရက်တော့ကြမလဲ။အရက်ဖြူကျမတို့ဆိုင်ကအရက်ဖြူကအရန်မွေးပြင်မဲ့မူရယ်နော်။ကောင်းတယ်။မူးလေကောင်းလေပဲ။ကောင်မလေးလည်းပြောပြီးတော့အရက်ပလင်းတွေလာချပေးပြီးခွက်ထဲငယ်ပေးလိုက်တယ်။ ကောင်လေးကမျက်လုံးနဲ့ပဲဆိုင်ကြည့်လိုက်တယ်။ကောင်မလေးကတော့ဘာတခုမှမပြောဘဲလှည့်ထွက်သွားတယ်။တောက်ဖို့ပြင်နေတဲ့သူတွေကိုတားလိုက်ပြီးကောင်လေးကအရက်ခွက်ယူသွားကကောင်မလေးကိုတောက်ပါအောင်ဆိုပြီးသွားတိုက်တယ်။လူကြီးမင်းကျမကငငယ်တွေကအရက်မတောက်တတ်ဘူး။ကောင်မလေးစကားကြတော့နေလေတုံးကဆိုင်ထဲမှာရက်တောင်းနေတဲ့ကောင်မလေးပုံရင်ကိုပြန်မြင်သွားပြီးကောင်မလေးလိမ်ပြောနေတာသိသွားတယ်။ကောင်မလေးထွက်သွားတော့လည်းဘာမှမပြောဘဲဒီတိုင်းကြည့်နေလိုက်တယ်။အနောက်ကနှစ်ယောက်ကတော့အရက်တောက်လိုက်ကြပြီးမင်းတို့နှစ်ယောက်တောက်လိုက်ပြီလား။အကူကြီးပဲစိတ်ကြိုက်သုံးဆောင်လို့ပြောထားပြီးတော့ နှစ်ယောက်သာအရက်တောက်ပြီးတော့တခါတည်းမူလဲကြသွားတယ်။ကောင်းလေးလည်းအစီအစဉ်အတိုင်းလုပ်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်။ခုံခုံဖြက်စည်းလိုက်ပြီးလဲချာကမူကြီးအောင်ဆောင်းလိုက်တယ်။ကောင်းမလေးဝင်လာပြီးတကယ်မူလဲတာဟုတ်မဟုတ်စစ်စီတယ်။ငါပေါက်စီဆိုင်ကိုဖြက်စည်းကျင်သေးတယ်။ငါဆိုင်ဖွင့်နေတာဒီလောက်ကြာပြီကိုလူကောင်းတွေကမကြောက်ပဲလူဆိုးတွေကကြောက်နေကြတယ်။ရှင်းလို့လူဆိုးကိုကျမမတွေ့ဘူး။တာကြီးတို့အလုံးလုံးရမယ့်အချိန်ရောက်ပြီ။သူတို့ကိုအနောက်ခေါ်သွားပြီးလှုပ်တင်တာလှုပ်လိုက်တော့ဟုတ်ကဲ့မိဖို့ကြောင်းထဲမှာကောင်းမလေးကအရွက်တွေကိုယ်တိုင်လီနေပါတယ်။ သူသမဲတွေကအာနေတော့ကောင်လေးကိုလေးကြီးကိုတဲလာရတော့ခါနာပြီးတော့ပြင်ပန်းသွားကြတယ်။ငါဒီလောက်နေတာကိုသူတို့ဘလို့တဲလာကြလဲမသိဘူး။ရှင်တို့ကထမင်းစားဖို့ပဲတည်တယ်။ဘာမှတုံးစားမရဘူး။သွားကြတော့ကောင်မလေးကစကားပြောပြီးတော့လှုပ်ရှားဖို့လို့တော့ကောင်လေးထလာပြီးကောင်မလေးကိုပြန်တိုက်ခိုက်လိုက်တယ်။ယောက်ျားဖြစ်သူရောက်လာပြီးမိန်းကလေးကိုလက်ပါတာမကောင်းဘူးဆိုပြီးထပြောတယ်။ကောင်လေးလည်း S ကားကြသွားပြီးအတိတ်ပဲရှိနေတော့ကောင်မလေးကိုလှုပ်ပေးလိုက်တယ်။မင်းမယားကိုမင်းမသားပြန်ခေါ်။ခမရကဝူရှူးတက်တဲ့သူရဲ့ကောင်လား။ ဟုတ်တယ်လူကြီးကမျက်စိရှိမှသူရဲကောင်းကိုတွေ့တော့အလေးပြလိုက်တယ်ပြန်ပန်းမဟုတ်မှန်တည်တော့ယောက်ျားဖြစ်သူကကောင်လေးကိုအကိုကြီးလို့ခေါ်လိုက်တယ်ကောင်လေးကစိတ်မကျေနပ်သေးပဲစကားတစ်ခုမှပြန်မပြောဘူးကောင်မလေးကအရှိတူလာပြီးတော့ကောင်လေးကိုတိုက်ခိုက်ဖို့လုပ်တယ်ယောက်ျားဖြစ်သူကဓာတ်ယူပြီးမိမတိုက်ခိုက်နေတာကိုတားလိုက်ပြီးနှစ်ယောက်ကိုခွဲလိုက်တယ်ရှင်ဘသူဘက်ကလည်းသူ့ကိုတက်ခွင့်မပြုနိုင်ဘူးသူကမင်းကိုတန်ရာရအောင်မလုပ်ပါဘူးမင်းတို့နှစ်ယောက်လုံးတော်ပါလေဒါဆိုကျမတယောက်တည်းရှင်တို့နှစ်ယောက်ကိုချမယ်ကောင်မလေးကစိတ်တူလာပြီးနှစ်ယောက်လုံးကိုတိုက်ခိုက်တော့တယ်ကောင်မလေးတစ်ခါချတိုင်းတစ်ခါတန်ရာရမလို့ဖြစ်သွားတယ် သူရဲ့ပြိုင်ဘက်ကပြိုင်ဘက်ကင်းဝူရှူသူရဲ့ကောင်ဖြစ်ပြီးတိုင်ဆွမ်းရေးအရန်ကောင်ပါလေ။ကောင်တွေကကမာလေးလေပင်ကိုဓာနဲ့ထိုးကနေယောက်ျားဖြစ်သူကဓာထောက်ပြီးခံလိုက်တဲ့မိမဖြစ်သူကိုကယ်လိုက်ပြီးကောင်လေးကိုပြန်ထိုက်ခိုက်တယ်။ကောင်မလေးကလည်းအလျှော့မပေးသေးဘဲပြန်တိုက်ခိုက်တယ်။ယောက်ျားဖြစ်သူလည်းဓာနဲ့ရင်နဲ့သုံးယောက်သားဓာနဲ့ထိုးမိမလို့ဖြစ်သွားတယ်။ဘာလို့ရမှန်းမသိတဲ့အချိန်သူရဲ့ကောင်ကောင်လေးကကမာလေးလေပင်ကိုဓာနဲ့ချစ်လိုက်တယ်။ကောင်မလေးရဲ့ဓာကတော့ယောက်ျားဖြစ်သူရင်ဘက်ကိုထိုးမိသွားတယ်။ရှင်ပါလို့ကျမကိုမရှောင်တာလေမင်းကိုသူရဲကောင်းကိုတက်ခွင့်မပြုနိုင်ဘူးသူကိုလေမင်းကိုတန်ရာရအောင်လုပ်ခွင့်မပြုနိုင်ဘူး ကောင်မလေးကစိတ်တူပြီးဓာကင်ကကောင်လေးကိုပြန်တိုက်ခိုက်တော့တယ်အခြေအနေပိုဆိုးလာပြီးလင်မယားနှစ်ယောက်ကောင်လေးကိုတိုက်ခိုက်ကြတယ်နောက်ဆုံးတော့လင်မယားနှစ်ယောက်မြေပြင်ပေါ်လဲကျသွားတယ်လင်မယားနှစ်ယောက်မြေပြင်ပေါ်လဲကျသွားတာကိုကောင်လေးကကြည့်ပြီးလင်မယားနှစ်ယောက်ကြားကချစ်ချင်းမြေတာကိုခန်းစားမိသွားတယ်လင်မယားနှစ်ယောက်ကမကောင်းတဲ့ဆိုင်ဖွင့်လာပြီးမြေတယောက်နဲ့တယောက်အပြန်လန်ကာကွယ်ပေးနေတာမြင်တော့ကောင်လေးကစိတ်တူပြီးဆွေးနွေးဖို့ထွက်ခဲ့ဆိုပြီးပြောလိုက်တယ်ယောက်ျားဖြစ်သူထွက်လာတော့ကောင်လေးကမိမအကြောင်းကိုမေးလိုက်တယ်အမှန်တော့ကောင်မလေးကသဘောကောင်ပြီးလမ်းမအဆင်မပြေတဲ့သူတွေတွေ့ရင်အင်ခေါ်ပြီးထမင်းကြွေလေးရှိတယ် တရက်မှာသူဝင်ခေါ်ပြီးထမင်းကျူတဲ့သူကကောင်မလေးအဖေကိုတက်ပြီးကောင်မလေးကိုရောင်းစားလိုက်ကြတယ်။ကောင်မလေးလည်းအလျှော့မပေးဘဲထွက်ပြေးလာတယ်။နောက်ကြတော့စင်းရဲသားတွေတွေ့ရင်မတနာတော့ပဲမုံတိစိတ်ပဲဝင်လာတော့တယ်။လူယုံမာတွေနဲ့ပေါင်းပြီးမကောင်းတဲ့ဆိုင်ဖွင့်ကလူစိုးတွေကိုဖမ်းပြီးအရေးကုန်နှွာကပေါက်စီလိုရောက်နေထင်ကြတာ။လူအစီတုံးတွေကိုအစီထုတ်ပြီးအသားကိုပေါက်စီထဲလို့ကပတ်ဆန်ရှာကြတဲ့ဆိုပြီးပြောကြတယ်။အမှန်တော့အကောလုံးကအလိန်ညာတွေပါ။လူတိုင်းကမိမရဲ့အသားပေါက်စီကိုဆိုကြောက်နေကြပြီးယောက်ျားဖြစ်သူကကောင်မလေးရဲ့အချစ်ကိုရဖို့မျိုးစုံစူးစမ်းပြီးမှရခဲ့တာပါ။ ယောက်ျားဖြစ်သူကကောင်မလေးကိုလူစိုးတွေလက်ထဲကနေကယ်ထုတ်ခဲ့ပြီးကောင်မလေးကိုဆိုင်လေးတစ်ဆိုင်ဖွင့်ပေးခဲ့ပါတယ်။ကောင်မလေးကအားနေပေမဲ့စိတ်ကတော့မာကျော်ပြီးတနာတက်တယ်။ကောင်လေးလည်းအကြောင်းဆုံးတည်သွားတော့မှစိတ်ချသွားတော့တယ်။ကောင်လေးတို့စကားပြောနေတော့ကောင်မလေးကထွက်လာခဲ့ပါတယ်။မင်းတို့နေရောငါ့ကိုသုံးနေကလေးများထင်နေကြတာလားဇက်ကွက်ဆင်ပြီးလိမ့်ပြောနေရဲပေါ့။ရှစ်သက်တိရှိရင်လာခဲ့လေ။မိမနှစ်ယောက်သားထပ်ပြီးတော့တိုက်ခိုက်နေကြတာကိုယောက်ျားဖြစ်သူကဘေးမှကြောင်ပြီးတော့ရက်ကြည့်နေတော့ကောင်လေးကမိမဖြစ်သူကိုရိုက်လိုက်ပြီးယောက်ျားကိုဓာတ်နဲ့ထိုးဖို့လုပ်တယ် မင်းတို့တန်ရာရနေတာကိုအခွင့်ရေယူပြီးတော့ငါအနိုင်တိုက်ရင်လဲငါကလူကောင်းမဟုတ်တော့ဘူးမင်းတို့နှစ်ယောက်တခုရေးနှစ်ယောက်ထဲကတယောက်တေးရမယ်ဘသူတေးမလဲနှစ်ယောက်လုံးတေးမယ်အပိုတွေမပြောနဲ့ဘသူတေးမှာလဲငါတို့လင်မယားနှစ်ယောက်ကတေးရင်လဲအတူတူရှင်ရင်လဲအတူတူပဲယောက်ျားတေးမမကြောက်ဘူးပေါ့ကောင်လေးကယောက်ျားဖြစ်သူကိုဓာတ်နဲ့ထိုးလိုက်တော့ကောင်မလေးမျက်စိရှိကအရာကိုလက်မခံနိုင်ပဲငိုပြီးတော့ယောက်ျားစီကိုပြေးလာတော့လေကောင်လေးကကောင်မလေးကိုဖမ်းလိုက်ပြီးမင်းကမင်းမလုံးမယ်လို့ခတိပေးရင်မင်းကိုမတက်ဘူးရှင်လူယုံမှာကျမကိုလွတ်ပြီး ကောင်မလေးကစိတ်တူဝမ်းနေပြီးကောင်လေးကိုရှောင်းကားကိုလဲပင်ကိုဓာတ်နဲ့လီဖို့လှူတာကိုကောင်လေးမြင်ပြီးဓာတ်ကိုဆွဲဖယ်လိုက်တယ်။ကောင်လေးလည်းစိတ်ပြတ်ပြီးထွက်သွားတော့တယ်။ကောင်မလေးကယောက်ျားဖြစ်သူနဲ့အမှတ်တရတွေကို မြင်အောင်ပြီးဝမ်းထဲကြည်ခွဲပြီးအတူရှိခဲ့တဲ့အခြေအနေကိုသတိရနေတော့တယ်။ဒါတော့ယောက်ျားဖြစ်သူမသိသေးတာကိုတွေ့တော့ပြန်ပြုံးလာခဲ့ပါတယ်။ယောက်ျားဖြစ်သူလည်းသတိရပြီးပြန်ထလာတော့မိမဖြစ်သူငုံနေတော့ထူးဆန်းနေပါတယ်။ကောင်လေးကယောက်ျားဖြစ်သူကိုဓာတ်နဲ့ထိုးလိုက်တာမဟုတ်ပဲလက်သီးနဲ့ထိုးပြီးမေလဲအောင်လုပ်လိုက်တာပါမိမကောင်မလေးလေးအငိုတိတ်ပြီးတော့ယောက်ျားဖြစ်သူကိုတေးချကြည့်လိုက်တယ် ၂ယောက်သားတယောက်နဲ့တယောက်ဖက်ပြီးနှစ်သိမ့်ကြတယ်။ကောင်းလီလည်းလီမယားနှစ်ယောက်ရဲ့ချစ်ချင်းမြတာကိုတွေ့ပြီးအာကြကယောက်ျားဖြစ်သူနဲ့ညီကိုလှုပ်ဖို့ခွင့်တောင်းတယ်။ကောင်းလီကသူ့မိမတည်သွားတဲ့အကြောင်းကိုလာစုံစမ်းရပေးလို့ပြောပြပြီး၃ယောက်သားထမင်းစားကြတယ်။ယောက်ျားဖြစ်သူကအဲလူတတ်မှုအကြောင်းကိုရှင်းပြတော့ကောင်းလီကကျေးဇူးတင်ကြောင်းပြောတယ်။ကောင်းလီကရုပ်ဖြတ်ပြီးလာစုံစမ်းရတာလို့ပြောတယ်။လူကယ်ဖို့ကျွန်တော်ကိုကူညီပါအောင်လို့အကူအညီတောင်းတယ်။နောက်နေ့ကျတော့ကောင်းလီလည်းလီမယားနှစ်ယောက်ကိုနှုတ်ဆက်ပြီးခီးဆက်တယ်။ပင်ပင်ပန်းခီးဆက်ကြရင်မြို့တော်ကိုရောက်လာတော့တယ်။ မျိုးတော်ရောက်တော့ကောင်းလေးကိုဖမ်းပြီးထောင်ထဲပို့လိုက်တယ်။ရှင်လိုက်တာမင်းတို့ဖမ်းချင်တယ်ဖမ်းပြီးတော့စစ်ဆေးလို့ရမယ်ထင်နေလား။